သူ့ဘဝကိုပြန်တွေးကြည့်သည်ဟိုလုံးကအကြောင်းများတွေးကြည့်ရသည်ကမှအရာသာရှိခြင်းရှိအောင်မည်သို့သောဘာကုန်းမြဆူဆာ၍တွေးမြပါတကားစဉ်းစားရင်ပျောက်ချင်တာတွေပျောက်တခြားရောက်ချင်တာတွေရောက်ဆူဆာ၍တွေးလို့ပဲမရသူသည်အာယုံကျော်မြကိုထိန်းချုပ်မထားနိုင်တော့ပေအဖသည်မိုးချင်လာမိသည် တထေးမိခင်ဖြစ်လာသည့်အတိုင်းလှပနဉဏ်သောလုံကြီးများတထေးပြီးတထေးရောက်လာကြသည်အယူကောက်ကဖြစ်နေသောတင်မတွင်ဘာလုံကြီးမှလည်းမနဉဏ်ပေ လူဤမှုရထ၌ငင်းငိမ့်လေးအသာလှန်နေ အမှန်တော့အဝဝထားပေး၍သာလူနှင့်တူနေသည်အဝမရှိလင်အယူရုပ်ကို မှုရပေါ်တွင်တင်ထားသည်နှင့်တွေ့သည်အစီကံမင်းကလေးသည် သူ့ကိုဆေးလာတိုက်သည်ပြီးလျင်မိန်းကလေးသည်ဝရဏာတွင်သွား၏အရာ၏အင်းအားရေပြင်းသည်ညင်၍မြရောင်လွှမ်းနေသည်ရွက်လင်းများသည် ဖြင်းညင်စွာယူလျာနေသည်မိန်းကလေးသည်ခဏတွေ့၍ကြည်ရင်မှ အဖားဘက်သို့လှည့်လိုက်အဖားသည်အိယာပေါ်တွင်လှည့်မြဲပင်ခါဝတ်လုံးကြီးမှရှော့ကြနေသည် ခရဲဝင်နေသောရှုံ့တွွတ်ဖြစ်နေသော အဖွားဤတင်မာသည်ဆပရိမှုရပေါ်တွင်အယုတ်ဆုံးနေသည်မိန်းကလေးသည်အနားသို့ကပ်၍လုံချီကိုဆွဲတင်လိုက်၏တင်မာကြီးကလှလဲမလှဘူးတူတူပြော၍ပြုံးမိသည်ပြတဲ့မလေးများသည်ရခင်ကလိုပင် ဖြည်းဖြည်းလေးဝင်လာကြသည်အင်ကြီးကမူ ရခိုင်ကလိုပင်တားတော့တာယာရှိပေသည်အဖကမူအလုံးသောအရာသားများကို မခံစားနိုင်တော့ပေယခုအချိန်ခါကြတော့မှ ထိုအယုံများမှာဘာများအတော့ကြအောင်တော်မြင်နေ